မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဗရောင်းမြို့နယ်တိုက်ပွဲတွင်မော်ဘီအခြေဆိုင်ခလာရ97တဲရင်မှာចောင်းပီစာ အလုတ်တင်ဖို့နန်းဝင်းအောင်အပါဝင် အလုတ်တင်ဖို့အရာရှိ၄ဦးသေဆုံးမိသားစုများကိုတလကျော်မှစစ်တပ်ကအတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင် ပဲခူးတိုင်းပရောင်းမြို့နယ်တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်၏မော်ဘီအခြေချခလာရ97တပ်ရင်းမှ ဘူလောင်းတင်နန်းစင်ထားသောအလုတ်တင်ဘူနန်းဝင်းအောင်အပါဝင်အလုတ်တင်ဘူအရာရှိပေါက်ဆလေးဦးတည်ဆုံးခဲ့ကြောင်းတက်တွင်တရင်ရင်မြက်ကတရင်ဌာနသို့ပြောဆိုပါရယ်ဖေဖော်ဝါရီလအတွင်းရခိုင်နယ်ပဲခူးအစံပရောင်းမြို့နယ်တွင်ဖြစ်ပွားသောတိုက်ပွဲများကိုအကြမ်းဖက်စစ်တပ်ကရန်ကုန်အခြေဆိုင်တရင်ဖြစ်သည့်ခလရ97မှဘူလောင်းတင်နန်းစင်ထားသူများနှင့်စစ်မှုထမ်းတင်နန်းစင်များကိုအများဆုံးပို့ဆောင်တိုက်ခိုက်ခိုင်းခဲ့ကြောင်းထပ်ပြေးလွမြောက်လာသောစစ်မှုထမ်းတပ်သားတက်အူဤအစိုးအရပရောင်းမြို့နယ်အတွင်းတိုက်ပွဲများ ားတွင်စစ်တပ်ဘက်မှအရာရှိနှင့်စစ်သား120ဦးကျော်တေဆုံးခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ပွဲတွင်မင်းလာမျိုးနှင့်စိန်ကန့်လန်ရွာ RTC ရပ်ကွက်တွင်နေထိုင်သောဥမျိုးဝင်းနှင့်ဒေါ်နန်းနန်းတို့၏သားဖြစ်သူမိုးလောင်းတင်နန်းစင်ထားသောအလုတ်တင်ဖို့နန်းဝင်းအောင်လဲပါဝင်တိုက်ခိုက်ခဲ့ရပြီးတေဆုံးခဲ့ကြောင်းထို့ပြင်၎င်းနှင့်အတူပို့ဆောင်ခံခဲ့ရသောစိန်ကန့်လန်ရွာမှမိုးလောင်းတင်နန်းစင်ထားသူ၃ဦးလဲတေဆုံးခဲ့ကြောင်းသိရပါသည်။ တို့ရရင်စစ်တပ်ကအလုတ်တင်ဘူများတည်ဆုံးသည့်တရင်ကိုချက်ချင်းအကြောင်းမကြားဘဲတလတ်ကျော်အကြမလ23ရက်နေ့တွင်မှအတိပေးကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်တည်ဆုံမှုတရင်ကိုကြံရည်သူမိသားစုထံအကြောင်းကြားတော်လဲရုပ်အလောင်းကိုလာရောက်ပို့ဆောင်ခြင်းမရှိကြောင်းအလုတ်တင်ဖို့နန်းဝင်းအောင်ဤမင်းလာမျိုးနဲ့နေအိမ်တွင်မလ23ရက်နေ့မှစတင်၍ရက်လယ်တပိတ်တော့နိုင်ရေးပြုလုပ်ခဲ့ကြောင်းသိရပါတယ် နဝင်းအောင်ကမော်ဘီအခြေဆိုင်ခလာရ61တရင်ကပိုလောင်းတင်နှင်းစင်ပီပီချင်းဖေဖော်ဝါရီလမှာရခိုင်နယ်ပဲခူးအဆက်ပထောင်မြို့နယ်ဘက်ကိုအပုတ်ခံခဲ့ရတာတိုက်ပွဲအတွင်တည်ဆုံသွားတယ်မလ23ရက်နေ့ကစစ်တပ်ကမိသားစုထံအကြောင်းကြားခဲ့တယ်အလောင်းပြန်မရဘူးသူ့အဖေကခြေပြက်နေတာတက်ထွက် သူ့သားအကြီးကောင်ကမလေးရှားမှာနဝင်းအောင်ကအငယ်ကောင်ဟုတက်တွင်တရင်မြစ်ကပြောဆိုပါတယ်ရခိုင်နယ်ပဲခူးအဆက်ပထောင်မြို့နယ်အတွင်တိတွေ့တိုက်ပွဲများတွင်ခလာရ61တရင်သည်တက်ပြက်သွား ားပြီးတေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူအလွန်များပြားခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်အနီးရှိစစ်ကောင်စီ၏ခလေဒီစကန်ကို KNLU ဦးဆောင်သောတော်လန်ရေးတပ်များကသိမ်းပိုက်ရရှိစစ်ကောင်စီကညအချိန်လေးများဖြင့်ပုံများတဲချတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရဲ့ရှင်။ ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ် KNU တပ်မဟာခွနစ်နေမြေထိုင်းမြန်မာနယ်စပ်အနီးရှိစစ်ကောင်စီ ခလေဒီစကန်းကို KNLA ဦးဆောင်သောတော်လန်ရေးတပ်များကတင်ပိုက်ရရှိကြောင်း KNLA သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။ယမန်နေ့မတ်လ25ရက်နေ့ညနေ4နာရီအချိန် KNU လက်အောက်ခံ KNLA တပ်မဟာခွနစ်နေမြေရှိ စစ်ကောင်စီခလေဒီပြူဟာစကန်းကိုတိုက်ခိုက်တင်ပိုက်ရရှိခြင်းဖြစ်ကြောင်းအဆိုပါစကန်းကိုမတ်လ22ရက်နေ့ညပိုင်းတွင်စတင်တိုက်ခိုက်ခဲ့ ပြီး၃ရက်အကြာမလ25ရက်နေ့ညနေပိုင်းတွင်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းယမန်နီည9:30မိနစ်အချိန်တွင်လေယာဉ်ဖြင့်ဘုံများကျဲချခဲ့ကြောင်းသိရပါသည်ညပိုင်းမှာစစ်တပ်ကလေယာဉ်နှင့်ဘုံကျဲသွားသည်တနည်းလုံးငြိမ်နေပြီးမှညပိုင်းမှာဘုံကျဲတာခလေဒီစခန်းသိမ်းတိုက်ပွဲမှာစစ်သားတွေကစင်ကလျားထွက်ပြေးသွားတယ်ပြေးတဲ့သူများတယ်တော်လန်ရေးပတ်တော်သားတွေဘက်ကလည်းတိခိုက်ကြဆုံးမှုတွေရှိပါတယ်ညပိုင်းကလေယာဉ်တွေထောက်လျှောက်တက်လာလို့သတိထားနေရတယ်ဟု KNL သတင်းရင်းမြစ်ကပြောဆို ပါရယ်စစ်ကောင်စီခလေရီတက်စခန်းကိုတိုက်ခိုက်သိမ်းမဲ့ရတွင် KNL တက်မဟာခွနဲ့တက်မဟာမှုကိုတိုင်ဦးဆောင်ပြီး KNL တရင်22အပါအဝင်မဟာမိတ်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းတင်းစီရရှိသောလက်နက်ခဲယံများရှိပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များကအုပ်စုနှစ်စု꿰၍ထွက်ပြေးသွားကြ။ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုမဟာမိတ်တပ်များကလိုက်လံရှင်းလင်းလျက်ရှိကြောင်းသိရပါသည်။ ထိုင်းမြန်မာနယ်စပ်အနီးတွင်တိုက်ပွဲများကြောင့်ထိုင်းစစ်တပ်ကနယ်စပ်တစ်ချောင်းလုံခြုံရေးများတိုးမြှင့်ထားသည့်အပြင် ထိုင်းတော်ဝင်လေတပ်က F16 တိုက်လေယာဉ်များဖြင့်ကင်းလဲမှုများလုံဆောင်လျက်ရှိကြောင်းသိရပါတယ်။ထို့ပြင်မလ14ရက်နေ့ထိုင်းမြန်မာနယ်စပ်အနီး KNU တပ်မဟာခွနဲ့နေမည်အတွင်းရှိစစ်ကောင်စီတပ်၏ပူလူတူတပ်စခန်းကို KNL ဦးဆောင်သော တော်လန်ยีတပ်များကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစစ်တပ်ဘက်မှ12ဦးသေဆုံးခဲ့ကြောင်းစစ်သား12ဦးထိုင်းဘက်သို့ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆလပီစစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုတ္တပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နှင့်ဒုတိယပတ်တို့တွင်၄ချိန်ခွဲ၍ပြုလုပ်မည်ဟုမင်းအွန်လိုင်းပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်စတုထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နှင့်ဒုတိယပတ်တို့တွင်၄ချိန်ခွဲ၍ပြုလုပ်မည်ဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ယမန်နေနေပြည်တော်တွင်ပြုလုပ်သောစစ်ကောင်စီအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ ်စစ်ကောင်စီကရွေးကောက်ပွဲကိုယခုနှစ်ဒီဇင်ဘာလတတိယပတ်နေ့စတုတ္ထပတ်2026ခုနှစ်ဇန်နဝါရီလပထမပတ်နေ့ဒုတိယပတ်တို့တွင်ကျင်းပပြုလုပ်ရန်ရထားကြောင်းစစ်အာဏာသိမ်းပြီးနောက်နှစ်နှစ်တာကာလအတွင်းရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက်စဉ်းစားဆောင်ရွက်ခဲ့တော်လဲကိုဗစ် -19 အလွန်ကာလဖြစ်ခြင်းနှင့်ရွေးကောက်ပွဲကျင်းပရန်တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်ခြင်းကြောင့်ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်းမင်းအောင်လှိုင်ကဆိုပါတယ်ရွေးကောက်ပွဲတွင် electronic voting machine စနစ်ဖြင့်ဆန္ဒမဲပေးရန်ကြိုတင်ပြင်ဆင်လျက်ရှိကြောင်းရွေးက ကောက်ပွဲဥပဒေတွင်ရွေးကောက်ပွဲကိုဖြစ်နိုင်သရွေ့တဏီတဲ့ကျင်းပရန်အများပြည်သူယုံပယက်တွင်ပြုလုပ်ရန်ကြိုတင်ကြညာရန်ပြတ်ထန်းပါရှိကြောင်းထို့ကြောင့်ရွေးကောက်ပွဲပြုလုပ်ရန်အတွက်ရဲအကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟုပြောရမည်ဖြစ်ကြောင်းမြန်မာနိုင်ငံတမိုင်းနိုင်ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းပြည်တွင်းလက်နက်ကိုင်ပြည်ပခါများကြောင့်ရွေးကောက်ပွဲကိုတချိန်တည်းကျင်းပခဲ့ခြင်းမဟုတ်ကြောင်းမိမိတို့အနေဖြင့်ရွေးကောက်ပွဲအထားမြောက်သည့်အစဉ်ကိုဦးစားပေးပြီးမြောက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းမင်းအောင်လိုင်းကဆက်လက်ပြောဆိုပါသည် ်စစ်ကောင်စီအနေဖြင့်လာမယ့်နှစ်ဇန်နဝါရီလအတွင်းရေးကွက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီဆောင်ရွက်မည်ဖြစ်ကြောင်းအကြံဖက်မင်းအွန်လိုင်းကပြောပြန်ပါတယ်စစ်ကောင်စီက2020ရွေးကောက်ပွဲတွင်ပြည်သူလူထု၏ဆန္ဒမဲဖြင့်အပြတ်အသတ်ပြည်လုံးကျွအနိုင်ရရှိခဲ့သော NLD ပါတီ၏ခေါင်းဆောင်လည်းဖြစ်လူထုရွေးကောက်တင်မြောက်သောအစိုးရခေါင်းဆောင်လည်းဖြစ်သောနိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကိုဖမ်းဆီးအကျဉ်းချထားက NLD ပါတီကိုလည်းဖျက်သိမ်းထားပါသည် ဆက်လက်ပြီးကြောက်တကားမြို့အနီးရှိစစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှု စစ်သား12ဦးသေဆုံးပြီးလက်နက်တလက်သိမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းကြောက်တကားမြို့အနီးရှိအကြမ်းဖက်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား12ဦးသေဆုံးပြီးလက်နက်ငယ်တလက်နှင့်ကြီးစံများသိမ်းဆီးရရှိခဲ့ကြောင်းအတူကွန်မန်ဒိုတပ်ရင်ပြီး 29914မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။ယနေ့မလ25ရက်နေ့နနက်အစောပိုင်း2:23မိနစ်ခန့်တွင်ကြောက်ရကားမြို့အနီးရှိ စင်အိုးလဟာကြေးရွာ၌အင်အား90ခန့်ဖြင့်အထိုင်ချတက်ဆွဲထားသောအကျန်းဖက်စစ်တပ်စခန်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၄နာရီကျော်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်။ ရင်တိုက်ပွဲအတွင်းစစ်သား12ဦးသေဆုံးပြီးစစ်သား55ဦးခန့်ထိခိုက်ဒဏ်ရာရရှိက G3 အမျိုးအစားတနက်တက်လက်လက်နက်ငယ်ကြီးများနဲ့စစ်သုံးပစ္စည်းများသိမ်းဆီးရရှိခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကလည်းလေရင်ပစ်ကူများလက်နက်ကြီးများဖြင့်အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ခြင်းကြောင့်တော်လှန်ရေးတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။အလုံးစုံသိမ်းနိုင်ခြင်းတော့မရှိပါဘူး။သုံးပုံနှစ်ပုံလောက်အထိသိမ်းနိုင်နေမိုးလင်းသွားတော့လေရင်လာပြီးတော့ပစ်ကူပေးတာကိုလည်းခံလိုက်ရတော့ကျွန်တော်တို့ဆုတ်လိုက်ရတာဒီညနေအင်အားတွေထပ်ပြေးထားတာရှိပါတယ်။ ဒီစခန်းကကြောက်တကားမျိုးနဲ့အနီးဆုံးစခန်းလို့ပြောလို့ရတယ်။မျိုးနယ်နီးတဲ့စခန်းဖြစ်တဲ့အတွက်သူတို့တော်တော်ယုံကန်ရတဲ့သဘောတွေ့ရပါတယ်။လက်နက်ကြီးလေရင်မြေပြင်အင်အားစစ်ကူပေါ့အဲ့လိုမျိုးတွေနဲ့ပြန်တုံ့ပြန်တာမျိုးရှိပါတယ်ဟုအထူးကွန်မန်ဒိုတရင် B299 14မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘျူဟာ25တိုင်းစစ်ဌာနဘကိုစစ်စင်ရေးနယ်မြေနှင့်အမှတ်3800နှစ်တရင် Spring Wari Colon အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNL တပ်ရင်းကိုတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ကတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ပြည်သူကိုတိုက်တွန်းချင်တာကတော့ဘဲတိုက်ပွဲကိုပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာရှိတဲ့အနီးနားကခြေရွာတွေအိမ်တွေကိုစစ်တပ်ကဖျက်ဆီးလေရင်လက်နက်ကြီးတွေနဲ့ပစ်တာဖြစ်တဲ့အတွက်ကြောင့် လုံကြုံနေဘုံခုချင်းတွေတည်တည်ချာချာလေးတူးထားကြဖို့တော့ကျွန်တော်တို့ဘက်ကဖြစ်စေချင်တာပေါ့တချို့ပြည်သူတွေကလည်းလိုက်ပါမှုကောင်းပါတယ်ဒါပေမဲ့တချို့ပြည်သူတွေကလည်းဂယုမစိုက်တာမျိုးတွေ့ရတယ်အဲဒါကြောင့်မလို့ကိုမိသားစုလုံကြုံဖို့အတွက်တော့ဘုံခုချင်းတွေတူးထားပေးကြဖို့ပြောချင်ပါတယ်ဟုအထူးကွန်မန်ဒိုတက်ရင်ပြီး2991မှာတာဝန်ရှိသူကတိုက်တွန်းပြောဆိုပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။